။ဟုတ်ကဲ့တော့ဆရာတို့ကဒီမှာဒါကတော့နော် grade 9ရဲ့နော် lesson 2ရဲ့ reading ပေါ့နော်။အဲ first everything with you လေနော်။အဲ့တော့ကျောင်းသင်ရမှာသင်ရမှာ greeting နှုတ်ဆက်စကားကျောင်းသင်ရမယ် small talk စကားစမြည်ပြောခြင်းဒါကျောင်းသင်ရမယ် introduction stage ကျောင်းသင်ရမယ်ပေါ့အဲဒီမှာတော့ဆရာတို့က reading မလုပ်ခင်မှာ number 1လေးကဗာပြောထားလဲဆိုတော့ tick tick ဆိုတော့အမှန်ချစ်ပြပါ the six topics to start a conversation conversation တကားသမီးစတင်ပြောဆိုဖို့အတွက်ကိုဖြစ်စစ်ဖြစ်တဲ့ခေါင်းစဉ်ပေါ့စစ်ဖြစ်တယ်ဆိုတာဘသူနှစ်ဦးနှစ်ဖက်လုံးအတွက်ဟိုအဆင်ပြေတယ်ပေါ့နော်ဘေးကင်းတယ်ပေါ့အဲအငင်းပွားကြရတယ်မဖြစ်စေနိုင်တဲ့ခေါင်းစဉ်ကိုဆရာရွေးရမယ် compare your answer with the french မင်းရဲ့အဖြေကိုတကယ်ကြီးနဲ့နိုင်ရှင်ကြည့်ပါဥပမာ politics လူနှစ်ယောက်စတင်တွေ့ဆုံတယ်ဆိုရင်အဲ့လူနှစ်ယောက်ကစတင်မိတ်ဆက်တဲ့အနေနဲ့ပေါ့တယောက်ကြောင့်တယောက်တိကျဖို့တကားစပြီးရောယဉ်ဤဖို့ အဲ့ဒါယင်းဒီဖို့အတွက်စကားပြောတဲ့အခါမှာ politic အကြောင်းနဲ့စတာကောင်းသလားတဲ့ဒါမှမဟုတ် food အစားစာအကြောင်းနဲ့ပြောတာကောင်းသလားတဲ့ sport အားကစားတွေအကြောင်းနဲ့ပတ်သက်ပြီးတော့ပြောတာကြိုက်လားကိုယ်ဘာတင်းကြိုက်လဲဘောလုံးကွက်ကြိုက်လားဟဲ့လားဘယ်အားကစားတွေကြိုက်တယ်လဲစသဖြင့်အဲ့လိုပြောတာကြိုက်တယ်လားကောင်းသလားတဲ့ income ဝင်ငွေအကြောင်းပြောရတာအဆင်ပြေသလားတဲ့ weather အကြောင်းပြောတာအဆင်ပြေသလား religious အကြောင်းလားတဲ့တေချာတာတကူကဆိုဒီထဲမှာအနီရောင်အဆင်မဆွေးနွေးတဲ့အရာရှိရအဲ့ဒါက politic နဲ့ religion ပေါ့နော် and then income ပေါ့ ဒီ၃မျိုးကတော့ဆရာတို့မဆွေးနွေးသင့်ဘူးလူတွေတ ැන တယောက်တွေ့တဲ့တွေ့ဆုံတဲ့အခါမှာ conversation ပြောဖို့စကားစမြည်အပြန်အလှန်ပြောဆိုဖို့ဆွေးနွေးတဲ့အခါမှာနိုင်ငံရေးအကြောင်းတွေမပြောသင့်ဘူးအင်ခမ်းမင်းဘလောက်ဝင်လဲငါဘလောက်ဝင်တယ်ကွာဆိုတာတွေမမေးသင့်ဘူး religion ရဲ့ religion ပေါ့လေဘာသာရေးနဲ့ပတ်သက်တဲ့เนาะအယူအဆတွေအကြောင်းတွေကိုမငင်းခုန်သင့်ဘူးအဲ့တော့ပြောသင့်တာကတော့အစားအစာတွေအကြောင်းပြောသင့်တယ် sports တွေအကြောင်းပြောတင်တယ် and then weather ပေါ့နော်ဒီသုံးခုကတော့ safe ဖြစ်တယ်ပေါ့ဒါကတော့ uh, this is my answer ဒါဆရာအဖြေဖြစ်တယ် เนาะအဲ့တော့ menu ဆိုလို့ရှိရင်ရောဘယ်လိုဖြစ်မလဲဆိုတာကိုကိုဘာသာကို share လို့เนาะ tick လုပ်ကြည့်မယ်ပြီးရင်ကိုတကယ်ချင်းနဲ့ compare လုပ်ကြည့်မယ်ပေါ့ okay အဲ့ဒါဆိုရင် share reading တွေကိုတွားကြည့်အောင် read the passage စာပိုက်ကိုဖတ်ပါ and ပြီးတော့ choose the appropriate sentences a to f to complete the graph a 1 to 6အောက်အောက်မှာ A to F ဆိုတဲ့စာကြောင်းလေးတွေပေးထားလိုက်မယ်။အဲ့ဒီစာကြောင်းလေးတွေနဲ့ gap လုတ်ပေးထားရဲဆိုတာ ha ပေးထားရဲဒီမှာဆိုပထမစာရိုက်မှာဒီမှာ1 2 3ဆိုအဲ့လို ဟပေးထားတဲ့နေရာလေးရှိတယ်အဲ့ဒီဟတည်တဲ့လွတ်နေတဲ့နေရာလေးတွေမှာတင့်တော်တဲ့ appropriate နော်တင့်တော်တဲ့စာကြောင်းလေးတွေကို A to F ကိုထည့်ပေးရမယ်လို့ပြောတာအဲဆရာတို့ကတော့မထည့်ခင်မှာစာပိုက်ကိုအရင်ဆုံးဖတ်လိုက်မယ်ပေါ့နော်အဲ့တော့ပထမဦးဆုံးစာပိုက်ကတော့ greeting greeting ဆိုတာနှုတ်ဆက်ခြင်း a greeting is a way of being friendly or polite to someone နှုတ်ဆက်တယ်ဆိုတာ is a way ဆိုတာနည်းလမ်းတစ်ခုဖြစ်တယ် friendly or polite to someone တစုံတစ်ယောက်ကို friendly ယဉ်ကျေးဖော်ယွေစွာ polite ယဉ်ကျေးစွာ ဟလာတစုံတယောက်ကိုစတင်ပြောဆိုတဲ့နီလန်းကို greeting လို့ခေါ်တယ်နှုတ်ဆက်တယ်လို့ခေါ်တယ်တဲ့ it is also a way to open up a channel of communication ၎င်းဒီဆိုတာနှုတ်ဆက်လိုက်ခြင်းဆိုတာเนาะ is also a way ဆိုတာနီလန်းတစ်ခုဖြစ်တယ် or open up a channel of communication တယောက်နဲ့တယောက်ပေါင်းသင်းဆက်ဆံမှုအတွက်เนาะဒီလမ်းကြောင်းဖွင့်ပေးလိုက်တာကိုကျတော့လမ်းကြောင်းဖွင့်ပေးလိုက်တဲ့နီလန်းတစ်မျိုးလဲပဲဖြစ်ပါတယ် a way of starting a conversation เนาะစကားစမြည် ပြောဖို့အတွက်နီလန်တစ်ခုကိုစတင်တဲ့အခါမှာဆိုပြီးတော့နံပါတ်1လေးပါတယ်မှာဟပေးထားတယ်ပြီးမှကျတော့ A2F ကိုသွားဖတ်မယ်နော် In my languages in many languages ဆိုတာ many languages ကမ္ဘာပေါ်မှာပြောနေတဲ့ဘာသာစကားတွေအများကြီးရှိတယ်အဲ့တော့ in many languages များသောသောဘာသာစကားတွေမှာဆိုရင် a question is used မေးခွန်းကိုသုံးလေးရှိတယ် as greeting ဆိုတော့နှုတ်ဆက်စကားအနေနဲ့မေးခွန်းကိုသုံးလေးရှိတယ်ဘယ်လိုဟာမျိုးလဲ how are you နေကောင်းရဲ့လား how is going အဆင်ပြေရဲ့လား harness everything with you အရာအားလုံးမင်းနဲ့အစအတူအစဉ်ပြေရလားပေါ့နော်စသဖြင့်အဲ့လိုမျိုးမိကုံးလေးတွေကိုတရားတရားစတင်တွေးဆုံတဲ့အခါမှာနှုတ်ဆက်စကားအနေနဲ့သုံးတာပါတဲ့ bot ဒါပေမဲ့ such questions အဲ့ဒီမိကုံးတွေဟာ are not regarded as real question အဲ့ဒါကအမှန်တကယ်မိကုံးလားဆိုတော့မဟုတ်ဘူးနော်တကယ်တမ်းကျအဲ့ဒါမိကုံးအစ်စ်တွေမဟုတ်ဘူးတဲ့ဥပမာ how are you မင်းနေကောင်းလားလို့ပြောတဲ့အခါမှာတစ်ဖက်လူရဲ့နေကောင်းတာလားနေမကောင်းလားဆိုတာသိကြည့်ခြင်းလို့မသိကြည့်လို့မေးတာမဟုတ်ဘူးတဲ့နော် နှုတ်ဆက်တဲ့အနေနဲ့ပဲမေးတာပေါ့အဲ့တော့ in response တုံ့ပြန်တဲ့နေရာမှာလဲသူကကိုယ့်ရဲ့အခြေအနေပကတိငါနေခေါင်းကိုက်နေတယ်ငါဖျားနေတယ်လို့အဲ့လိုမျိုးပြန်ဖြေချမလို့ဘူး to this question အဲ့ဒီမေးခွန်းတွေကိုပြန်ပြီးတော့ response တုံ့ပြန်တဲ့နေရာမှာလဲပဲ you don't need to give a full answer အဖြေကိုအပြည့်အဝပေးကြမလို့ဘူး or သို့မဟုတ် even a true one တကယ်အမှန်တိုင်းလဲဖြေကြမလို့ဘူးဆိုတော့ဆရာပြောသလိုခေါင်းကိုက်နေပါတယ်ဖျားနေပါတယ်လို့ဟဲ့လားအော်ငါနေကောင်းပါအဲ့လိုဖြေကြမလို့ဘူး in english english မှာဆိုရင်တော့ english ဘာသာစကားမှာဆိုရင်တော့ for instance ဥပမာအားဖြင့်ဆိုရင်တယောက်ကလူတယောက်ယောက်ကကိုယ့်အစတွေ့လို့ how are you how's it going how's it everything with you တလူမျိုးပြီးလာမယ်ဆိုရင်တဲ့နော် the common commonest greeting ပေါ့အသုံးများတဲ့နှုတ်ဆက်စကားကတော့ is a question about a person health လူတယောက်ရဲ့နော်လူတယောက်ရဲ့ကျန်းမာရေးနဲ့ပတ်သက်တဲ့မေးခွန်းကိုပဲကျတော့နှုတ်ဆက်စကားအနေနဲ့အသုံးများတယ်ပေါ့အင်္ဂလိပ်မှာဆိုရင်နော်ဥပမာဆို how are you ဆိုရင်ဒါနှုတ်ဆက်လိုက်တာပေါ့အဲ့တော့ပြီးပဲလူတွေက response တုံ့ပြန်ပြောဆိုရမယ် to this question ဒီမေးခွန်းကိုပြန်ပြီးတော့ပြောဆိုတဲ့အခါမှာ would it fit expression အမြဲတမ်းပုံသေးပဲပြန်ပြရမယ်ဘယ်သူကပဲကိုကို how are you လို့ဘယ်လိုအခြေအနေမျိုးကပဲလာမေးမိတာနှုတ်ဆက်တာနှုတ်ဆက်တော့ဆက်ချက်ကဘယ်လိုပြန်ပြမလဲ i am fine thanks i'm fine အေးကောင်းပါတယ် thanks ကျေးဇူးနော်ဒီလိုမျိုးလေးပြန်ပြရမယ် or သို့မဟုတ် i'm very well thanks ဟုတ်ကဲ့ကျွန်တော်ကောင်းပါတယ်ကျေးဇူးပါဒီလိုပဲပြရပါမယ်တဲ့အဲ့တော့ပြောချင်တာဒီဒီဘိုက်ကတော့နှုတ်ဆက်စကားဆိုတာ is it way of being friendly or polite to someone တယောက်ယောက်ကိုရင်ရင်ကျေးကျေးနဲ့နော် အဲရင်းနှီးဖော်ပြစွာ ပြောဆိုတဲ့နီလန်တစ်ခုကိုဆရာတို့ကဂရီတင်လုပ်တယ်နှုတ်ဆက်တယ်လို့ခေါ်တယ်။ဟုတ်ပြီနော်ပြီးတဲ့နောက်မှာ၎င်းဒီ is a way of opening up the channel of communication အဲနော်အပေါင်းသင်းဆက်ဆံရေးပြုလုပ်ဖို့အတွက်တကားကိုဖွင့်ပေးတဲ့နီလန်တစ်ခုလည်းဖြစ်တယ်။ပြီးတော့များစွာသောဘာသာစကားတွေမှာဆိုရင်ဟလာမေကွန်းစကားလုံးတွေမေကွန်းစာကြောင်းတွေကိုပဲနှုတ်ဆက်စကားအနေနဲ့သုံးပါတယ်တဲ့နော်ဥပမာဆိုရင် how are you လို့ how's it going လို့ how's it everything with you လို့ဒီလိုမျိုးတွေမေးတယ် such a question အဲ့ဒီလိုမေးခွန်းတွေဟာတကယ်တော့ are not regarded as a real question တကယ်မေးခွန်းအစ်စ်တွေမဟုတ်ပါဘူးတဲ့ in response to the question အဲ့ဒီမေးခွန်းတွေကိုကိုကပြန်လဲဖြေကြားတဲ့နေရာမှာလည်းပဲ you don't need to a give full answer အပြည့်အဝအပြည့်အဝပြေးကြမလို့ဒါမှမဟုတ် even the true one အမှန်တိုင်းတောင်ဖြေကြမလို့ဘာဖြစ်လဲ in english အင်္ဂလိပ်မှာဆိုရင် for instance ဥပမာအားဖြင့် the commonest greeting အသုံးများတဲ့ နှုတ်ဆက်စကားတွေကတော့ is a question about a person's health လူတစ်ယောက်ရဲ့ကျန်းမာရေးနဲ့ပတ်သက်တဲ့မေးခွန်းမျိုးတွေကို greeting အနေနဲ့သုံးတယ်ဥပမာ how are you လူနှစ်ယောက်စတွေ့တယ်တယောက်ကစပြီးတော့နှုတ်ဆက်တယ်ဆိုရင် how are you ပဲနှုတ်ဆက်တယ်ဒါဆိုရင်အဲ့တော့ကိုကဟာ i am headache to i am backache to i am stomachache to i am ill to အဲ့လိုမျိုးတွေဖြေကြမလို့ဘူးတဲ့ပြီးပြလူတွေဟာ response တုံ့ပြန်ရမယ် to this question ဒီမေးခွန်းကိုတုံ့ပြန်တဲ့နေရာမှာဟိုတွေ fit question အများတန်းပုံသေးမေးပုံသေးပဲပြန်ဖြေရမယ်ဘယ်လိုပဲဖြေရမလဲဆိုတော့ i am fine thanks or I'm very well thanks ဒီလိုပဲဖြေရပါမယ်တဲ့ဒါဆိုဒီစာပိုင်းကလေးရမလားရပါဆရာရမယ်နော် okay အော်ဒါလေးက greeting အကြောင်းလေးပေါ့ and then small talk small talk ဆိုတာစကားစမြည်ပြောခြင်းနဲ့เนาะစကားစကားစမြည်ပြောခြင်း in most cultures များစွာသောယဉ်ကျေးမှုအများစုမှာဆိုရင် greeting is usually followed by a short conversation ကဲတောင်းတဲ့တယောက်တွေ့တော့စောစောအလိုနှုတ်ဆက်ပြီးသွားပြီနှုတ်ဆက်ပြီးအဲ့ဒီနောက်ကဘာလိုက်လုပ်ရမလဲ usually follow များသောအားဖြင့်နှုတ်ဆက်ပြီးသွားရင်တော့ short conversation စကားတူလေးတွေလိုက်ကြတယ်ပေါ့နော်လူတင်တဲ့တော့အရင်ကြီးမရင်းနှီးတဲ့အချိန်မှာစနှုတ်ဆက်မယ်နှုတ်ဆက်ပြီးရင် short conversation စကားအပြန်အလှန်စကားတူတူတောင်းလေးတွေပြောမယ်အဲ့ဒါကိုဆရာတို့ဘယ်လိုခေါ်လဲဆိုတော့ small talk လို့ခေါ်တယ် small talk စကားစမြည်ပြောခြင်းလို့ခေါ်တယ် which is also a way to express politeness warm and friendliness ဒါဆိုရင်စကားစမြည်ပြောတယ်ဆိုတာဘာအကြောင်းလဲဆိုလို့ရှိရင် also a way နည်းလမ်းတစ်ခုဖြစ်တယ် to express ဆိုတာဖော်ပြဖို့နည်းလမ်းတစ်ခုဖြစ်တယ် politeness ညီကျေးမှု warm နှွေးထွေးမှု ဖရန်တီနဲ့ယင်းနှီးဖော်ပြမှုဆိုရဒီအချက်တွေကိုတစ်ဖက်လူကိုသိစေချင်လို့ကိုက small talk လုပ်တာကိုရဲ့ politeness ကိုယဉ်ကျေးမှုကိုကိုဟာတစ်ဖက်လူကိုဖော်ပြတတ်တယ်ကိုကယဉ်ကျေးတတ်တယ်ဟလာယင်းနှီးဖော်ပြတတ်တယ်ဆိုတာတွေကိုသိဖို့အတွက်ပြန်ပြောဆိုတဲ့တူတောင်းတဲ့ဇာတ်ကားလေးတွေကိုဆရာတို့က small talk လို့ခေါ်တာဖြစ်ပါတယ်တဲ့အဲ့တော့ search conversation အဲ့ဒီလိုဇာတ်ကားအပြန်အလှန်ပြောသူချင်းတွေဟာ take place ဖြစ်ပွားပါတယ်ဘယ်လိုနေရာတွေမှာဖြစ်တဲ့ရှိတဲ့ at bus stop ဘတ်စကားမှာတိုင်းမှာပေါ့ကဲဦးမှာထားပါတော့ဆရာကနော်1912 အဲ somewhere when i want to go somewhere ရတဲ့နေရာကိုသွားကျင်တယ်ပေါ့အဲ့တော့ i need to take a bus bus ကားရှိဖို့လိုတယ်အဲ so i i'm waiting for a bus ရကဘတ်ကားစောင့်နေတယ်အဲဟလာ in the same way another person ပေါ့ထိုးလေးလူသားပဲနောက်တစ်ယောက်ကလည်းအဲ့လိုပဲပေါ့ကွာရလိုပဲလာစောင့်နေမှာပေါ့ဒါဆိုရင်အဲ့အချိန်မှာလူနှစ်ယောက်ဘတ်ကားမှာဘတ်ကားမှတ်တိုင်မှာရှိနေကြတယ်အဲ့အချိန်မှာတောင်းတဲ့ယောက်ကမသိဘူးမသိတော့ဆရာကလည်းအတူဟိုဘက်ကသူကလည်းကိုအကြီးကိုလည်းသူ့အကြီးဆိုတော့အဲဆရာကစပြီးနှုတ်ဆက်လိုက်မယ်ဟေး how are you ဆိုဟိုဘက်ကလည်း i am fine thanks လို့ပြန်ပြေးလိုက် အာဆိုတော့ဒါနှုတ်ဆက်လိုက်တာနှုတ်ဆက်ပြီးသားပြီဆိုလို့ရှိရင်ကိုကဘာအကြောင်းစပြောမလဲ short conversation စကားတူလေးစပြောကြမှာပေါ့အာခင်ဗျာပမာနေလဲဘာလုပ်လဲအာညတော့မန်ယူပဲကောင်းတယ်နော်အစားတစ်ပြင်အဲ့လိုမျိုးဟလာပြောမှဖြစ်တဲ့အကြောင်းမလို့ဒီလိုမျိုးစကားစမိပြောတဲ့ဟလာဒီ short conversation လေးတွေဟာချိန်ပလိဖြစ်ပါတယ် best stop ဘာစကားမတိုင်းမှာနောက်နောက် buses bus ကားတွေပေါ်မှာ trains ရထားတွေပေါ်မှာအဲ့လိုနေရာမျိုးတွေမှာဖြစ်ပါတယ် in lift lift ဆိုတာဒီမှာဆရာတို့ဓာတ်လေကားပါနော်နောက်အနေနဲ့သုံးတာပါ ဒလီကားထဲမှာ almost anywhere we gather close together ငါတို့အားလုံးစုဝေးရောက်ရှိနေတဲ့လူတော်တော်များများနေနေရာလူတွေအများစုတုံးနေပေါ့နော်အော် common places လို့ခေါ်တာပေါ့လူအများစုသုံးတဲ့ public area တွေမှာများသောအားဖြင့်เนาะ almost anywhere ဘလို့နေရာမျိုးမှာမဆိုဖြစ်လေရှိတယ် we gather close together အနီးကပ်ပေါ့เนาะဓာတ်လေးကားထဲမှာဆိုရယ်ကိုယ်လေးလူတွေ၄50ယောက်စီးကြမယ်တော့ပြောတယ်လို့ basket မှတ်တိုင်းနေဟလာ basket ball တွေယထား ball တွေအဲ့လိုနေရာမျိုးတွေမှာအဲစကားဆက်မိပြောတာမျိုးတွေဖြစ်တတ်ပါတယ်တဲ့ these short vowels a chain ဤကဲ့သို့နှုတ်ဖြင့်အပြန်အလှန်ပြောဆိုခြင်းတွေဟာဒီရဲ့ဝတ်သက်ဆိုင်ပါတယ်အဲ့လိုပြောလိုက်တဲ့အခါမှာစကားလေးတစ်ခုနှစ်ခုစပြောလိုက်တာ small talk လေးစပြောလိုက်တာကနေဘယ်လောက်ထိသွားနိုင်လဲဆိုတော့ broad topics ကျေပြန့်တဲ့ခေါင်းစဉ်ကြီးတွေထိရောက်သွားနိုင်တယ်ဥပမာဆက်ချက်တကယ်သို့ weather အကြောင်းပြောကြမယ် customer service တွေအကြောင်းပြောကြမယ် movie เนาะကိုကြည့်ဘူးတဲ့ရုပ်ရှင်တွေအကြောင်းရောက်သွားမယ် TV show တွေအကြောင်းရောက်သွားမယ် a particular consumer protest ပေါ့နော်စားသုံးကုန်စီထုတ်ကုန်တွေအကြောင်းအဲ့အကြောင်းလေးအကြောင်းရောက်သွားမယ်ပေါ့ကွာပြောရင်ပြောရင်းနဲ့နော်စသဖြင့်အဲ့အကြောင်းဒီ small talk လေးကနေပြီးတော့မှ broad topics အထိရောက်သွားနိုင်ပါတယ်တဲ့ in many cultures များစွာသောယဉ်ကျေးမှုတွေမှာဆို many person တို့ family မိသားစုဝင်တွေအကြောင်းတို့ religious ဘာသာအဲဘာသာရေးအကြောင်းတို့ပေါ့နော်ဘာသာရေး religious beliefs ဆိုတာဘာသာရေးယုံကြည်မှုတွေအကြောင်းနဲ့ politics နိုင်ငံရေးအကြောင်းတွေဟာ are not suitable topic for small talk အဲမှတွေ့လား တကားစမီပြောဖို့အတွက်တင့်တော်တဲ့ခေါင်းစဉ်နေမဟုတ်ပါဘူးတဲ့ဟုတ်ပြီနော်မဟုတ်ပါဘူးဒါတော့ဟုတ်ပြီအဲ့ဒါဆိုရင်ဒီအကြောင်းတွေကစကားစမီပြောဖို့မတင့်တော်ဘူးဆိုတော့ for instance ဥပမာအဖြစ် at tennis matches tennis ပြိုင်ပွဲတစ်ခုမှာဆိုလို့ရှိရင်ဖိပဲလူတွေဟာ make small talk စကားစမီပြောကြတယ် about the game ဆိုတော့ကစားပွဲအကြောင်းပြောကြတယ်တရား watching သူတို့ကြည့်နေတဲ့ကစားပွဲအကြောင်းပဲပြောမှာပေါ့တခြားအကြောင်းရလေရှောက်မပြောနဲ့နိုင်ငံရေးအကြောင်းတွေမပြောနဲ့ man နဲ့ပတ်သက်တာတွေနောက်တစ်ခါဆိုတော့ပြောရင် income နဲ့ပတ်သက်တာတွေ family နဲ့ပတ်သက်တာတွေ religious belief နဲ့ပတ်သက်တာတွေမပြောနဲ့ အပြောပဲနဲ့တင်းတင်းကစားပွဲတစ်ခုကြည့်နေတယ်အဲ့မှာလူနှစ်ယောက်သုံးယောက်ဆုံကြရဲဆိုရင်အဲ့လူတွေဟာဘာအကြောင်းပဲပြောမလဲ about the game they are watching သူတို့ကြည့်နေတဲ့ကစားပွဲအကြောင်းနဲ့ပတ်သက်ပြီးတော့ပဲ small talk ပြောတာကောင်းတယ်တဲ့ great game အိုးသိကောင်းလိုက်တာပဲ isn't it ဟုတ်တယ်မလားเนาะဒီလိုမျိုးပြောရတယ်နောက်က in fact တကယ်လက်တွေ့မှာတော့ small talk စကားစမိပြောခြင်းနေဆိုတာ enabled us to land the favor and respect of our friends and colleagues and achieve even success in life unable us to earn land ငါတို့ကိုတင်ယူပေးနိုင်တဲ့ favor ငါတို့ကြိုက်တဲ့အကြောင်းအရာတွေ respect of our friend ငါတို့တကယ်ချင်းတွေကိုငါတို့ကလေးစားရမှုလေးစားတတ်မှုတွေပြသရမယ်ဆိုတဲ့အကြောင်းအရာတွေ college ဆိုလည်းမိတ်ဆွေအပေါင်းအသင်းတွေကြားမှာလေးစားတတ်မှုရှိရမယ်ဆိုတဲ့အရာတွေကအစတင်ယူနိုင်တဲ့အပြင်တဲ့ achieve even success in life ဘဝမှာအောင်မြင်မှုရရှိနိုင်တဲ့အထည်တော်အရေးပါပါတယ်တဲ့ small talk ကလည်းငါတို့ဘဝအတွက်အရေးပါတယ်ပေါ့နော်စကား small talk ပြောတဲ့နေရာမှာလည်းစကားဆက်မိပြောတဲ့အခါမှာလည်းသူကဟိုတင့်တင့်လျောက်ပတ်တဲ့အကြောင်းအရာတွေကိုပဲပြောဆိုတင့်တယ်ဆိုတော့သူကသုံးတာပေါ့နော် โอเคဒါကတော့ small talk ပါပြီးမှဆရာ A2F နဲ့12အာ A2F နဲ့ဘယ်လောက်နဲ့တော့126နဲ့ဆရာထည့်ပါမယ်ပေါ့နော်ကဲဟုတ်ပြီအဲဆိုလို့ရှိရင် introduction ကိုတွားကြရအောင်ဘိတ်ဆက်စကားပြောတာ introduce လောက်တာပေါ့နော် when you are introduced to someone မင်းတစုံတရာကိုစတင်မိတ်ဆက်တဲ့အခါမှာ you will be often often given the name the person what you like to be called you will be often given ဆိုတာမင်းမကြာခဏပေးရမယ် the name ဆိုတာနာမည်လေးခေါ်ရမယ်ပေါ့ the person would you like would like to be called အဲတစ်ဖက်လူကခေါ်သေးခြင်းနဲ့နာမည်ကိုကခေါ်ရမယ်ဥမာကိုယ့်ရဲ့အထက်ကမန်နေဂျာဆိုလို့ရှိရင်ဟာဆရာဟာဂျာကြီးဘာညာအဲ့လိုမျိုးခေါ်ရမယ်ဟလာကျောင်းဆရာတွေဆိုလို့ရှိရင်လည်းဟာဆရာဆရာမသာသဖြင့် teacher အဲ့လိုမျိုးခေါ်ကြတယ်နော်ဦးလေးတွေဆိုလို့ရှိရင်လည်းဟာ uncle အဲ့ဒါဒေါက်တာ and ဒီဆက်သက်ပြအဲ့လိုမျိုးလေးတွေဂုံပုတ်လေးတွေတက်ခေါ်တာလည်းဖြစ်ဖြစ်တယ်လို့နာမည်သိတယ်ကိုလိုင်းကျသွားတာလား sorry ပါနော်လိုင်းကျသွားတယ်ဘယ်ကနေမိလိုက်လဲစပြီးတော့ introduce ကိုမိလိုက်လာရေ Hello introduction ဆက်ရှင်းတာဆရာဟာလာ introduction ဆက်ရှင်းနေနဲ့ကြာသွားလားအဲ့ဒါပြန်ပြောလိုက်မယ်နော်လမ်းကြာသွားတာမသိလိုက်ဘူးအဲ့တော့ introduction ဆိုတာတဲ့နော် when you are introduced to someone မင်းတစုံတယောက်ကိုမင်းက introduce မိတ်ဆက်တဲ့အခါမှာတဲ့ you will be often given the name မင်းကများသောအားဖြင့်တော့နာမည်ခေါ်ရမှာပေါ့နော် နောက်တော့အဖြစ်တော့နာမည်ခေါ်ရမယ် the person အဲ့ဒီလူရဲ့နာမည်ကိုခေါ်ရမယ် what you like to be called အဲ့ဒီလူခေါ်စေချင်တဲ့နာမည်ကိုမင်းခေါ်ရမယ်ဥပမာ if a person has a title လူတယောက်မှာ title ဆိုတာဘွဲရှိတယ်ဘွဲဆိုတဲ့နေရာမှာသူ့ရဲ့ယာတူးပေါ့နော်ယာတူးရှိတယ်ဥပမာဘလို့ဟာမျိုးလဲဆိုဆက်ချက်တက်ကတ်လို့ doctor ပေါ့ဆရာဝန်လိုလူမျိုးပေါ့ professor ပေါမောက်ခလိုလူမျိုးပေါ့ဒါမှမဟုတ် director လိုလူမျိုးအဲ့လိုလူမျိုးတွေကိုကိုကခေါ်တဲ့အခါမှာ it is appropriate to use သုံးသုံးဖို့အတွက်တင့်တော်တယ်ပေါ့ထည့်သုံးပေးရမယ်ဘာလို့ထည့်သုံးပေးရမလဲ the title ူတို့မှာရှိနေတဲ့ဒေါက်တာဆိုတဲ့ဟာဆရာဆရာဝင်ပေါ့နော်အပရိုဖက်ဆာတွေဟာပေါမောက်ခါကြီးပေါ့ဆရာကြီးပေါ့နော်အဒေါက်တာဘသူပါပေါ့ဒါရိုက်တာဆိုတဲ့ဒါရိုက်တာပေါ့အဲ့လိုမျိုးသူတို့ရဲ့ဘွဲကိုထည့်ပြီးတော့ခေါ်တာကောင်းပါတယ်တဲ့ why addressing them တဲ့သူတို့ကိုကိုကနာမည်ခေါ်တဲ့အခါမှာသူတို့နာမည်လေးရဲ့ရှေ့မှာသူတို့ရဲ့ဂုဏ်ပုဒ်ကိုထည့်ခေါ်လိုက်ပါတဲ့ if a person is uh if a person လူတယောက်ဟာဟုတ်ပြီနော်အာ of the name h or sorry ခဏလေးနော် တိုင်းကြပါလေရီကော်ဒင်းတွင်းထားပြက်โอเคအဲ့ဆိုဒီနားလေးပြန်ကြည့်လိုက်ပါတော့ if it, if the person is ရလို့လူတယောက်ဟာ of the same age or younger လာမသိဘူးเนาะဒါမှမဟုတ် recording တွင်းလို့မရလားဘာကြောင့်လဲ why ိုင်းတအားကြโอเคอ่ะဆိုရင်ညာလေးပြန်ကြည့်အောင် if the person လူဟာ or the same age or younger ပေါ့ကိုနဲ့အသက်အရွယ်လူတဲ့လူ same age ဆိုတော့အသက်အရွယ်တူတဲ့လူဒါမှမဟုတ် younger ကိုထက်ငယ်တဲ့လူတွေဆိုလို့ရှိလို့ရှင်ဟလာ it is all right all right ဆိုအဆင်ပြေတယ်เนาะ to address him or her by only his or her first name သူဓမ္မမဟုတ်သူမကို address နာမည်ဟိုခေါ်တဲ့နေရာမှာကိုကခေါ်တဲ့အခါမှာ only his or her first name သူဓမ္မမဟုတ်သူမရဲ့ပထမနာမည်ရဲ့ရှေ့သုံးနာမည်ပေါ့နော်နာမည်ရဲ့ရှေ့သုံးစကားလုံးလေးကိုပဲထည့်ပြီးခေါ်လိုက်တာအဆင်ပြေတယ်အဲ့ဒါပြဿနာမရှိပါဆိုကိုယ့်ထံငယ်နေတဲ့လူမလို့ if you are ascertain တကယ်လို့ကိုကတိတ်မတည်ကြဘူးသူ့ကိုဘယ်လိုခေါ်မလဲမတည်ဘူးဆိုရင် you may use မင်းကတုံးလို့ရတယ် mr တို့ mrs တို့တုံးလို့ရပါတယ်တဲ့ဟုတ်ပြီနော်အဲ့တော့ miss တို့ mrs တို့တုံးလို့ရတယ် mr တို့ပေါ့နော် အဲ့တော့ when you are in doubt တကယ်လို့ကိုကတန်တရားရှိသေးတယ်အဲ့ဒါကိုမှကိုကဟာ Mr. တွေ Mrs. တွေထည့်ခေါ်လို့လည်းအဆင်မပြေဘူးဆိုရင်တန်တရားရှိနေတယ်ဘယ်လိုခေါ်မှလဲမသိဘူးဆိုရင် you can ask မင်းကမေးလိုက်ပါ the person အဲ့ဒီသူကိုမေးလိုက်ပါ how you should address them မင်းသူတို့ကိုဘယ်လိုခေါ်ရမလဲဆိုတာကိုမေးလိုက်ပါဟုတ်ပြီနော် how can i call you ပေါ့ငါမျိုးဘယ်လိုခေါ်ရမလဲဘယ်လိုခေါ်ပေးရမလဲနာမည်လေးဘယ်လိုခေါ်ရမလဲအဆက်သက်ပြပါနော်အဲ့လိုမေးလိုက်ပါမေးလိုက်ရင် most of the part time အချိန်အများစုမှာတော့တဲ့ people လူတွေဟာ are informal with their greeting သူတို့ရဲ့နှုတ်ဆက်တဲ့အခါမှာသူက informal အတိုင်းနှုတ်ဆက်တယ်။ However သူတို့လည်းပဲ it is best to be polite ဒါဟာအရင်ကြီးဆုံးဖြစ်ပါတယ်။အန်ပြီးတော့ use it tight တယ်။ဘာလို့တော့မလဲ။သူတို့မှဘွဲရှင်အဲ့ဒီဘွဲလေးဂုံပုတ်ကလေးကိုထည့်တော့ပေါ့။ with a stranger တစိမ့်တယောက်နဲ့အခုမှစကားဆရာပြောမယ်ဆိုရင်အဲ့ဒီသူကဆရာဝင်ဆိုလို့ရှိရင်လည်းဟာဆရာဘယ်သူဟဲ့လားဘာဖြစ်လဲညာအဲ့လိုကိုသုံးပါတဲ့။သူကဆရာပြောတယ်လို့ပဲပေါ့နော်။အဲကိုယ့်ထက်ဆရာဆရာမလိုက်ဆိုလို့ရှိရင်လည်းကိုယ်နဲ့မတင်ဘူးပဲလေ teacher တို့ဟဲ့လားအဆရာကြီးတို့ဆရာမတို့ဟဲ့လား ကျောင်းဝကြီးဆိုလို့ရှိရင်ဆရာကြီးပေါ့မန်နေဂျာဆိုလို့ရှိရင်ဂျာကြီးပေါ့အဲ့လိုမျိုးလေးတို့ရဲ့ဂုံဘုတ်ကိုထည့်တော့ပါအဲ business associate တဲ့ဆိုစီးပွားရေးနဲ့ပတ်သက်ဆိုလို့ရှိရင်အဲစီးပွားရေးနဲ့ပတ်သက်တဲ့เนาะတို့ရဲ့ဂုံဘုတ်တွေကိုထည့်တော့ပါတဲ့ most people တဲ့တချို့လူတွေကကြတော့ shake hand လက်ဆွဲနှုတ်ဆက်ကြတယ် and ပြီးတော့ make eye contact မျက်လုံးနဲ့เนาะမျက်လုံးနဲ့အပြန်အလှန်ထိတွေ့ဆက်ဆံပြီးတော့မှနှုတ်ဆက်ကြတယ် when they touch me each other တို့တယောက်ကိုတယောက်ဥမာစတွေ့တဲ့အခါမျိုးမှာ eye contact နဲ့ greeting လောက်တာ introduce လောက်တာရှိတယ် ရှိတ်ခန်းလက်ဆွဲနှုတ်ဆက်တာမျိုးတွေရှိတယ်။အဲတချို့ကျတော့ဘလိုနှုတ်ဆက်လဲနံပါတ်6မှာကြံခဲ့မှာပေါ့နော်နံပါတ်6မှာကျတော့ပြီးမှသွားဖြစ်မယ်။ A hack or kiss ပေါ့နော် hack and kiss ဆိုတာကကျတော့ပွေဖက်ပြီးတော့နန်းရှုပ်တာပြောတာပါ။ပွေဖက်နန်းရှုပ်ခြင်းတွေဟာ maybe youth with people who know one another well တယောက်နဲ့တယောက်နဲ့ကောင်းကောင်းတည်ပြီးသားလူတွေကွာတာလည်းရင်ပြေးပြီးတော့ဖက်ပြီးတော့မှနန်းရှုပ်ပြီးတော့မှနှိပ်စက်တာမျိုးတွေကတင့်တော်ပါလေတဲ့ emo cultures များစွာသောယဉ်ကျေးမှုအများစုမှာတော့ it is not common အတုံးမများဘူးပေါ့တိတ်မတုံးကြဘူးနော် to hack ပွေးဖက်တာပဲဖြစ်ဖြစ် kids နန်းရှုံတာပဲဖြစ်ဖြစ် a person လူတယောက်ကို one first being introduced ပထမဆုံးကုမစတွေ့ဘူးတဲ့လူကိုပြေးပွေပြီးတော့နှုတ်ဆက်တာပြေးဖက်ပြီးတော့နှုတ်ဆက်တာနန်းရှုံပြီးတော့နှုတ်ဆက်တာမျိုးတွေကိုညင်ကျင်းမှုတတော်များများကတော့ခွင့်မပြုပါဘူးတဲ့အနောက်နိုင်ငံတွေကတော့ American တွေပါလို့ဆိုလို့ရှိရင်တော့ဒါတို့ရဲ့ညင်ကျင်းမှုပဲပေါ့နော်လူနှစ်ယောက်တွေ့ပြီးဆိုတာနဲ့ပါဠိတွေကိုနန်းပြီးတော့မှဟာလာဖက်ပြီးတော့မှနှုတ်ဆက်ကြတယ်ပေါ့နော်โอเคအဲဒါဆိုဆရာတို့ဒီမှာ A to F ကိုဖတ်ကြည့်အောင် ေက we do not expect them to talk about their head age or their baggage တဲ့နော်ကျွန်တော်တို့ကသူတို့ရဲ့ခေါင်းကိုက်နေတဲ့အကြောင်းတွေနောက်ကျောအောင်နေတဲ့အကြောင်းတွေအဲ့ဒီအကြောင်းတွေကိုဟလာ do not expect them to talk ပြောဖို့မျှော်လင့်မထားပါဘူးတဲ့နော် though they have one ပေါ့နော်ခုမှသူတို့နဲ့စတွေ့ပြီးတဲ့လူကိုတွားပြီးတော့ငါခေါင်းကိုက်နေတာကွာငါကျောအောင်နေတာကွာလို့တွားပြောစရာမလိုဘူးတဲ့အဲ့ဆိုအဲ့ဒီနံပါတ် A လေးကိုဘယ်မှာတွားထည့်မလဲတနားလေးမှာတွားထည့်ရင်အဆင်ပြေလဲ ဟင် Hello ဘယ်မှာသွားထိုင်အဆင်ပြေမလဲနံပါတ်2မှာပါဆရာဟုတ်တယ်နံပါတ်2မှာเนาะနံပါတ်2မှာသွားထိုင်ရမယ်ကြအကြီးနဲ့ရေးလိုက်မယ်နော် capital letter နဲ့ရေးလိုက်မယ် AO number 2မှာထည့်ရမယ်ကြဆက်ဖက်ကြည့်မယ်အောက်မှာ number B mostly များသောအားဖြင့် A person လူတယောက်ဒီ where indicate what they wish to be called သူတို့ခေါ်စီခြင်းနဲ့ နံပါတ်ကိုသူတို့ကဘာဖြစ်လို့ indicate ညွှန်ပြပါလိမ့်မယ်တဲ့လူတယောက်ကလူတွေကအဲ့တော့ call ချင်တဲ့နံပါတ်ကိုခေါ်ခိုင်းလိုက်မယ်ဆိုတော့ဒီ introduction မှာလာမှာပေါ့ introduction ရဲ့ဘယ်ဘယ်အပိုင်းဖြစ်မလဲ5မှာပါဆရာဟုတ်တယ်5မှာเนาะ5မှာလူတွေကခေါ်ချင်တဲ့နံပါတ်ကိုခေါ်ခိုင်းလိုက်မယ်ဟုတ်ပြီနံပါတ်4က small talk စကားစမြည်ပြောခြင်းဟာ mean ဆိုလိုပါတယ် and important thing အရေးမကြီးတဲ့အကြောင်းအရာတွေကို we talk ငါတို့ကပြောတာ about at the beginning of a conversation စကားဟာလာ conversation တစ်ခုရဲ့အစမှာ အရေးမပါသေးတဲ့အကြောင်းအရာလေးကိုသူတို့တောင်းပြောတာကိုဆရာတို့က small talk လို့ခေါ်တယ်တဲ့ဒါဆို small talk နဲ့ပတ်သက်တဲ့အထက်မှာရှိပါတယ်ဒါဆိုဘာထက်မလဲ3မှာပါဆရာအမ်3မှာစီထက်ပြီ okay and then ဒီပေါ့လေ in many different cultures နောက်ဆိုတော့ယဉ်ကျေးမှုတွေမှာတော့ one people meet each other လူတွေတယောက်နဲ့တယောက်တွေ့တဲ့အခါမှာ they exchange greeting သူတို့ကအပြန်အလှန်နှုတ်ဆက်တယ်ပေါ့ such as hello good morning and how are you ဆိုတော့ဘယ်မှာသွားထင်မလဲ နံပါတ် A မှာထည့်မယ်တင်နော်နံပါတ်1မှာထည့်မယ်တင်နော်1မှာပါစီအဲအဲ့တော့ D ပေါ့နော် D ကိုနံပါတ်1မှာထည့်မယ်နံပါတ် E but ကြာပေမဲ့ in many cultures it is also impolite for men to shake hand with women တချို့ယဉ်ကျေးမှုတွေမှာကြတော့တချို့နိုင်ငံတွေရဲ့ယဉ်ကျေးမှုမှာကြတော့တဲ့အမျိုးသားဟာအမျိုးသမီးနဲ့တွားပြီးတော့လက်ဆွဲနှုတ်ဆက်တာမတင်တော်ဘူးတဲ့ impolite ဆိုတာမယဉ်ကျေးဘူးတဲ့အဲဆိုရင်နားလေးမှာရှိမှာပေါ့ဟုတ်လားအဲ့တော့ဒီမှာနံပါတ်6ပေါ့ဟုတ်လားဟုတ်ပါရှင့်အဲ့တော့ E ကိုနံပါတ်6မှာထည့်လိုက်မယ် F the topic for small talk စကားစမိပြောခြင်းအတွက်ခေါင်းစဉ်တွေဟာဂျပန်အုံမူတည်ပါတယ် where the conversation is taking place ကိုစကားစမိစပြောမဲ့နေရာကဘယ်နေရာလဲဥပမာဘောလုံးကွင်းထဲမှာရောက်နေတဲ့ဟာကိုဟဲ့ရောင်မင်းညတော့ဟာလာအဲဘောလုံးကွင်းထဲရောက်နေတဲ့ဟာကိုတခြားအကြောင်းတွေပြောမှာပေါ့ကွာဥပမာထားပါတော့အဲ့မင်းဘယ်ဘာသာကိုကိုရလဲအာမင်းတို့ဘာသာကြီးကဘလို့ဖြစ်တယ်ညလည်းပြတော့ပြောလို့မရအောင်ဟဲ့ရောင်မင်းလာတာဘလောက်ဝင်လဲတွေပါတယ်တော့မေးလို့ကောင်းလားမကောင်းဘောလုံးကွင်းထဲရောက်နေဘောလုံးပွဲနဲ့ပတ်သက်တာပဲပြောမှာပေါ့ အဲ့ဟိုဟာညတော့ဟဲ့ရောက်တင်းနစ်ကစားပွဲကဘသူနိုင်သွားလဲအောင်လာအန်ဆန်ကလက်ဝဲပွဲမှာနိုင်သွားလဲအဲ့လိုမျိုးကြီးမေးလို့မရအောင်ဒါကြောင့် the topics for small talk စကားသမီးပြောဖို့အတွက်ခေါင်းစဉ်ရွေးချယ်တဲ့နေရာမှာ Japan on Moody ပါတယ် where the conversation is taken place ကိုစကားသမီးပြောတဲ့နေရာဘယ်နေရာရောက်နေတယ်လဲဆိုတော့မှ Moody တယ်တဲ့နော်အဲ့ဒါမှကြည့်လိုက်ပါ number 4မှာထည့်ပါဘောဟုတ်လားရလားကြပါရှေ့ဟာ reading မိုင်းမှာအဲ့တော့ reading ကိုဆရာတို့ကခက်တက်တက်ဖတ်ပါပြန်ဖတ်ပါ ထက်ကထက်ကပြန်ဖက်ပါဒီထဲမှာတုံးတဲ့အတုံးတွေကိုကိုကလေးလာပါပြီးလို့ရှိရင် vocabulary လေးတွေမသိဘူးဆိုလို့ရှိရင်ကိုကတခါလဲရှာပြီးတော့မှ vocab ကိုကြက်ပါဟုတ်ပြီနော်ဒါဆိုရင်ရမလားဒီ reading နဲ့ပတ်သက်လို့ဗာမေးချင်ရှိတယ်ဒါ revision planner မို့လို့ဆရာကမြန်မြန်ဆန်ဆန်ပြောပြလိုက်တာမြန်မြန်ဆန်ဖတ်ပြလိုက်တာနော်ရမလားရပါရဲ့ဆရာโอเคဟုတ်ပါပြီ